နွားနို့တောက်ချင်းကမင်းကလေးတွင်အရွယ်ရောက်စိုးစီနိုင်မှာတလားဒါကတော့လူတိများတဲ့အယူဆတစ်ခုဖြစ်ပြီးမိဘများစွာကသူတို့ရဲ့ကလေးတွေအရွယ်ရောက်စိုးနိုင်တယ်လို့ထင်ပြီးနွားနို့ကိုရှောင်ကြပါတယ်အမှန်တကယ်တော့တက်တီများအရနွားနို့ကကလေးတွင်အရွယ်ရောက်စိုးစီတယ်ဆိုတာကိုတက်တီပြနိုင်တဲ့အထောက်ထားမရှိတယ်လို့မဟုတ်ကြောင်းကိုလည်းတက်တီပြနိုင်တဲ့အထောက်ထားမရှိပါဘူးဒါဆိုရင်မိဘအနေနဲ့ဘာလို့တင်တယ်လဲနွားနို့ကိုမပေးချင်ရင်တင့်ရဲ့ကလေးတွေအာဟာရထဲမှာ ကယ်စီယံလုံလောက်စွာရရှိအောင်နွားလို့အစာထိုးများကိုပေးရပါမယ်။အစာထိုးများအနေနဲ့တင်ရွေးချက်နိုင်တာက organic တို့သို့မဟုတ်နွားတို့ထဲမှာ hormone ပမာဏနည်းတဲ့ skin တို့ကိုသုံးနိုင်ပါတယ်။ဒါမှမဟုတ်အပင်ခြေပြုတ်နှုတ်ထုတ်ကုန်များကိုသုံးနိုင်ပါတယ်။ဒါဆိုရင်အစာထိုး၃ခုရှိပါတယ်။အပင်ခြေပြုတ်နှုတ်ထုတ်ကုန်များကိုသုံးတဲ့အခါမှာကလေးတွေကယ်စီယံလုံလောက်စွာရရှိအောင်အာဟာရဖြည့်စွက်ထားတဲ့နှုတ်ကိုရွေးချယ်ရပါမယ်။ ဒါဆိုရင်ဘားကြောင်ကလေးတွေအတွက်နွားနို့ကိုရှောင်ရှားတဲ့အခါစိုးရင်ရတာလေအချောင်းကနွားနို့ကကြီးထွားနေတဲ့ကလေးတွေအတွက်ကယ်စီယမ်များစွာပေးနိုင်လို့ပါကြီးထွားနေတဲ့ကလေးတွေကတစ်နေ့ကိုအနည်းဆုံးကယ်စီယမ်900မီလီဂရမ်လိုအပ်ပါတယ်ဒါဆိုရင်နွားနို့ကိုရှောင်ရှားပြီးအစာထိုးတွေကိုမပေးရင်ကလေးတွေရဲ့အယိုးကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်